ဒီနေ့ကျွန်တော်တက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Ten things you must work on every day နေ့ရက်တန်းကဖိစာဖြူတစ်ချက်ဖြစ်ပြီးတော့မှမလက်ထဲမှာစုပ်တန်တစ်ချောင်းခြင်ထားရဲဆိုပါစို့အဲ့ဒီစုပ်တန်ကမင်းရွေးချယ်လိုက်တဲ့အဆုံးဖြတ်ချက်တွေပါဒါဆိုရင်အခုမေးခွန်းကမင်းဘာကိုချိန်မုံးမလဲနေ့ရက်တန်းကကိုကိုကိုထိုးတဲ့အောင်လုပ်ဖို့အခွင့်အလမ်းတစ်ခုပါကိုစွမ်းရည်တွေကိုခြုံထက်အောင်အသွေးခေါ်တွေကိုပြပြအောင်ဘဝကိုအစင်းမြောင်လှုပ်ဆောင်ဖို့အခွင့်ရေးပါဒါပေမဲ့အလိုလိုဖြစ်လာမှာမဟုတ်ဘူးကိုကိုတန်းဖန်တီးယူပါမယ် ကျွန်တော်သင်ယူခဲ့ရတဲ့အရေးကြီးဆုံးသင်ခန်းစာတစ်ခုကအာမြင့်မှုဆိုတာနေ့စဉ်လေ့ကျင့်လိုက်တဲ့ရိုးရှင်းတဲ့အလေးချက်အနည်းငယ်ဖြစ်တယ်လို့ကြာရှုံးမှုဆိုတာကတော့နေ့စဉ်တစ်ခါတစ်ခါလုပ်မိတဲ့ဆုံးဖြတ်ချက်အမှားအနည်းငယ်ပါဒီနှစ်ခုရဲ့ကွာခြားချက်ကကိုယ်နေတိုင်းနေနေစီတိုးတောင်းလုပ်တဲ့အရာတွေမှာပါအကြီးစားပြောင်းလဲမှုတွေမှာမဟုတ်ဘူးအချိန်ကြာလာတဲ့အခါအကြီးမားဆုံးကွာခြားချက်ကိုပြည့်စုံတာကကျွန်တော်တို့မကြာခဏဂရုမစိုက်မိတဲ့အသေးစားပြောင်းလဲတွေပါဒါကိုနေ့စဉ်မဖြစ်မနေတိုးတောင်းလုပ်ရမယ့်အချက်၁၀ချက်နဲ့အနည်းချုပ်ထားပါတယ် အဲ့ဒီအချက်၁၀ချက်ကိုချက်ချင်းဖြတ်ပြီးတော့ရည်မှတ်ချက်ဆွေးနွေးပွဲကိုဆက်သွားရအောင်။ Number 1 your attitude. Number 2နေ့စဉ်တိုးတက်အောင်လုပ်ရမယ့်အရာကမင်းရဲ့ခံယူချက် attitude ဖြစ်တယ်။မင်းရဲ့ခံယူချက်ကဘလောက်အစွမ်းထက်တယ်လဲ။ကိုယ့်ရဲ့ခံယူချက်ကကိုယ့်ဘဝကိုတည်ဆောက်တဲ့အခြေခံအုံမြစ်ပါ။ဒီနေ့ကိုနည်းနည်းလေးတိုးတက်အောင်လုပ်ရင်ဒီနေ့တအားလုံးကိုပြောင်းလဲသွားစေတာကိုတွေ့ရလိမ့်မယ်။မင်းပြောကောင်းပြောနေတာကဂျင်။ဒါကခံစားချက်တစ်သက်ပဲကွာ။ကျွန်တော်ပြောချင်တာကဒါကမိတ်ဆွေရဲ့ကဘာကြီးကိုမြင်တဲ့အမြင်နဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ပြည်ထနာတွေကိုဖြည့်ရှင်ဖို့လူတွေနဲ့ဆက်ဆံဖို့မှာဒါပြီးတော့ဒါကနှလန်းသွားမယ်နေမင်းခံကြကတန်းလိုက်လို့ပဲအခွင့်အလမ်းတွေကိုဆွဲဆောင်နိုင်တယ်လို့တွန်းထုတ်နိုင်တယ်အမြဲတမ်းလက္ခဏာဆိုင်တဲ့သူဘလောက်ပဲကောင်းနေပါစေအမြဲတမ်းညှဉ်းညူနေတဲ့သူတယောက်ကိုတွေ့ဘူးသလားအဲ့ဒီလိုကံဉာဏ်မျိုးနဲ့ဘလောက်အောင်မြင်မှုရနိုင်မလဲသိမရနိုင်ဘူးအကြောင်းကသူတို့ရဲ့အလိုသဘောခံယူချက်ကအခွင့်အလမ်းတွေကိုတားဆီးထားလို့ပါတပတ်မှလည်းပြည်သဘောခံယူချက်ရှိသူတွေကအခွင့်အလမ်းတွေကိုတန်းလိုက်လို့မျိုးဆွဲဆောင်ပါတယ် လူတွေကသူတို့အနားမှာနေကျင်တယ်သူတို့နယ်လုံးလုံးကျင်တယ်သူတို့ကိုကူညီကျင်တယ်သူတို့အောင်မြင်တာကိုမြင်ကျင်ကြတယ်ဒါကြောင့်မင်းရဲ့ခံယူချက်ကိုနေ့စဉ်နည်းနည်းချင်းထိုးထောင်လုပ်မယ်ဆိုရင်အကောင်းမြင်စိတ်နည်းနည်းပူထားတာဒီကံစိတ်နည်းနည်းပူရှိတာဒါဆိုရင်မင်းမတိလိုက်တဲ့အခွင့်အလမ်းတွေပွင့်လာတာကိုတွေ့ရလိမ့်မယ်ဒီမှာစဉ်းစားစရာရှိတာကမင်းရဲ့ခံယူချက်ဆိုတာကတညာနဲ့ပြောင်းလဲသွားတာမျိုးမလားဖြည်းဖြည်းချင်းတည်ငြိမ်ပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုပါဒါကြောင့်နည်းနည်းချင်းစီထိုးထောင်နေ့တိုင်းလုပ်ရမယ်ဒီနေ့မှာဂျေဇုတင်စိတ်နည်းနည်းပူထားဖို့အာရုံစိုက်မယ် မနက်မြမဒေါသကိုပိုချုပ်တီးနိုင်မှုအာယုံဆိုင်မယ်။နောက်နေ့မှာပြဿနာတွေကိုအာယုံဆိုင်မနေပဲနဲ့အပြေရှာဖို့အာယုံဆိုင်မယ်။ဒါအနေနဲ့မင်းရဲ့ပူကောင်းလာမယ့်ခံချက်အတွက်ဥဒ္ဒေစီတိဆောက်နေကြပါ။ဒီလိုနဲ့မတိလိုက်ခင်မှာပဲခိုင်မာတဲ့အရာတခုကိုတိဆောက်ပြီးသွားပြီ။ပြီးတော့မင်းရဲ့ခံချက်တိုးတက်လာတဲ့အခါအခြားအရာတွေပါတပါးတည်းတိုးတက်လာတယ်။မင်းရဲ့ဆက်ဆံရေးအလုပ်၊ကျန်းမာရေးအားလုံးပါပဲ။နံပါတ်2 communication ။နောက်တစ်ခုမင်းနေတိုင်းလောက်ရမှာကပြောဆိုဆက်ဆံနိုင်စွမ်းကိုတိုးတက်အောင်လုပ်ဖို့ပဲ။ ဒါကမင်းဘလောက်အောင်မြင်မလဲဆိုတာကိုအဓိကသိရမှုရှိတဲ့အရာပါ။ဘာကြောင့်လဲဆိုတော့ဘဝမှာရှိတဲ့အရာတိုင်းမှာ ပြောဆိုဆက်ဆံမှုက အခြေခံကျလို့ပါ။မိษွေတယောက်နဲ့စကားပြောတာလုပ်ငန်းတစ်ခုအတွက်သဘောတူညီမှုယူတာမိသားစုနဲ့ဆက်ဆံရတာဒါတွေအားလုံးရဲ့အခြေခံမှာပြောဆိုဆက်ဆံမှုရှိနေတယ်။မင်းပြောဆိုဆက်ဆံနိုင်စွမ်းပူကောင်းလာရင်မင်းရဲ့ဆက်ဆံရေးဒီပူကောင်းလာမယ်။လုပ်ငန်းတွေပူချောမှုလာမယ်။လူမှုပတ်ဝန်းကျင်မှာမင်းရဲ့ဩဇာလွှမ်းမိုးမှုကလည်းပူများလာမယ်။ဒီနေရာမှာရှင်းရှင်းလင်းလင်းပြောချင်တာက ပြောဆိုဆက်ဆံမှုဆိုတာကစကားပြောတာတခုတည်းမဟုတ်ဘူးတကယ်တော့အကောင်းဆုံးပြောဆိုဆက်ဆံနိုင်သူတွေကစကားများခြင်းမပြောကြဘူးသူတို့ကနားထောင်တယ်အာယုံစိုက်ပြီးနားထောင်တယ်စာနာစိတ်နဲ့နားထောင်တယ်ပြန်ပြေဖို့အတွက်မဟုတ်ဘဲနဲ့နားလည်ဖို့အတွက်နားထောင်တယ်ကောင်းမွန်တဲ့ပြောဆိုဆက်ဆံမှုဆိုတာကလမ်းနဲ့ပဲဖြစ်တယ်မိရဲ့တွေးခေါ်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြနိုင်ဖို့နဲ့အခြားသူတွေရဲ့တွေးခေါ်တွေကိုနားလည်နိုင်ဖို့ပါမင်းသားကိုနေ့တိုင်းတိုးတက်အောင်လုပ်နိုင်ပါတယ်ဒီနေ့မှနားထောင်ကောင်းသူတရားဖြစ်အောင်လုပ်မယ်မနေ့ပြမှာဒူးဒူးတတမဟုတ်ဘဲနဲ့ရဲဒီနေ့ပြောတဲ့အောင်လေ့ကျင့်မယ် ောက်နေ့မှမင်းဘယ်လိုခံစားရလဲဆိုတာကိုအတိအကျဖော်ပြနေတဲ့စကားလုံးတွေရှာမယ်။ဒါကနေတဲ့မင်းရဲ့ပြောဆိုမှုပုံစံကိုချောမွေ့စေဖို့လုပ်နေတာပါ။ဒါဆိုမင်းစကားတွေကလူတိုင်းနားထောင်ခြင်းစရာဖြစ်လာမယ်။တကယ်ဆွမ်းအားကတည်မှာပါ။မင်းပိုကောင်းကောင်းပြောဆိုဆက်ဆံတက်လာတဲ့အခါမင်းရဲ့ဩဇာလက်မှုမှုကပုံများလာမယ်။မင်းပိုကောင်းကောင်းဦးဆောင်နိုင်မယ်။အခြားသူတွေကိုလုံ့ဆော်နိုင်မယ်။စကားပြောပါ။အရင်ကပြောဆိုဆက်ဆံတာညံ့လို့တရားအောင်နဲ့နားလည်မှုမှားတာမျိုးဖြစ်ပေါ်သလား။မင်းကတခုပြောခြင်းမိမဲ့သူကတခြားတခုကိုထင်သွားတာမျိုးပေါ့ အဲ့ဒီနည်းနည်းလေးနားလည်မှုမားတာကနေကြီးမားတဲ့ပြဿနာတခုဖြစ်သွားနိုင်တယ်။အခုမင်းသားနေတိုင်းပြောဆိုဆက်ဆံမှုကိုနည်းနည်းချင်းတို့တအောင်လုပ်မယ်ဆိုရင်အဲ့လိုနားလည်မှုလွဲတာမျိုးဘယ်နှခုအထိရှောင်လွှဲနိုင်မလဲ။အချင်းများမှုတွေကိုဘယ်လောက်အထိဖြည့်ရှင်းနိုင်မလဲ။မင်းရဲ့ဆက်ဆံရေးဒီမှာယုံကြည်မှုဘယ်လောက်တည်ဆောက်နိုင်မလဲ။ဒါကတွေးကြည့်စရာကောင်းတယ်မလား။ Will Power Audio Book App နဲ့စိတ်ခွန်အားပေးတဲ့စာအုပ်အချင်းချင်းစာပေါင်း200နဲ့အထက်ကိုနားဆင်လို့ရပါပြီ။တစ်လကို4900ကျပ်နဲ့မှတ်ပါဝင်လို့ရပါပြီ။2025ဩဂုတ်လ 31ရက်နေ့မှတိုင်ပြီ6လနဲ့အထက်မန်ပါဝင်ခဲ့လက်ပြတ်တလုံးပိုင်းဆိုင်နိုင်မဲ့အခွင့်အရေးကိုလည်းရရှိမှာဖြစ်ပါတယ်။ဒါပြင်လူကြီးမင်းတို့ရဲ့မန်ပါဝင်ကြီးရဲ့ဆေးရခိုင်နှုန်းကိုလည်းမိဘမဲ့ကလေးများနဲ့တက်ကြီးရွယ်ဦးများတို့လှူဒန်းတော့မှာဖြစ်ပါတယ်။အခုပဲ app လေးကို download လုပ်ပြီးတော့မှ screen ပေါ်မှာရှိတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ကိုအခုပဲဆက်သွယ်လိုက်ပါ။ကျေးဇူးတင်ပါတယ်။ Number 3 self discipline နောက်တစ်ခုမင်းနေတိုင်းမိမိကိုယ်ကိုစီကံတင်စီမှု self discipline ကိုတိုးတောင်းလုပ်ရမယ်။ဒါကအရေးကြီးတယ် sub discipline ဆိုတာကမင်းရဲ့ရည်မှန်းချက်တွေနဲ့မင်းအောင်မြင်မှုတွေကိုဆက်သွယ်ပြီးတဲ့တရားလိုပါပဲ။ဒါမလုပ်ချင်တဲ့အချိန်မှာတော့ဆက်လုပ်နိုင်စွမ်းပါ။ဒါမသက်မသာဖြစ်ရတဲ့အခါမှာတော့မှလုပ်ဖို့လိုအပ်တာတွေကိုလုပ်နိုင်စွမ်းပါ။အမှန်တရားကတော့မိမိကိုယ်ကိုအစည်းကမ်းထိန်းသိမ်းမှု sub discipline မထားနိုင်ရင်အောင်မြင်မှုမရနိုင်ပါဘူး။မင်းမှာကမ္ဘာအကောင်ဆုံးရည်မှန်းချက်တွေအထက်တန်းကျတဲ့ idea တွေလူတလောက်ပါရမီတွေရှိနေတာဆက်လုပ်ဖို့အစည်းကမ်းမရှိရင်အဲ့ဒါတွေအလုံးအလဲအသက်ဖြစ်သွားမှာပဲ။ကိုယ့်ကိုယ်ကိုအစည်းကမ်းထိန်းသိမ်းနိုင်စွမ်းကကြွက်သားလိုပါပဲ။အဲ့ဒါကိုပိုလေ့ကျင့်တယ် ပိုအားကောင်းလာလိမ့်လေပါနေတိုင်းနေနေချင်းစီတို့တက်လောင်လုံးလို့ရပါတယ်ဒီနေ့မှာ15မိနစ်စောထားဖို့အစည်းကမ်းထားလိုက်တာမျိုးမနက်ပြန်မှမလုပ်ချင်တော့လေ့ကျင့်ခန်းလုပ်ဖို့အစည်းကမ်းထားလိုက်တာမျိုးနောက်တနေ့မှာအာယုံမပြောင်းလဲမဲနဲ့အလုပ်ကိုအာယုံဆိုင်ဖို့အစည်းကမ်းထားလိုက်တာမျိုးဒီလိုအစည်းကမ်းထားမှု discipline လေးတွေကသင်ငယ်ပုံရပြီမဲ့အချိန်ကြာလာတဲ့အခါမှာစူးစိလိုက်ရင်ကြီးမားတဲ့ရလက်ဖြစ်လာပါတယ်ပြီးတော့အစည်းကမ်းတင်းသိမ်းနိုင်စွမ်းဆိုတာကစိတ်ဆွမ်းအားဝယ်ပါပါတခုတည်းနဲ့မရပါဘူးအလေးထားတွေတိစောက်ခြင်းနဲ့လည်းသက်ဆိုင်ပါတယ် တကူကူအလေးထားတကူအဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာစီကံကိုအားကိုးဖို့မလိုတော့ပါဘူးအလိုလျောက်ဖြစ်သွားပါတယ်ဒါကြောင့်ကိုယ့်ရဲ့စီကံထိန်းသိမ်းနိုင်စွမ်းကိုမြင့်တင်ဖို့ကိုယ့်ရည်မှန်းချက်တွေကိုထောက်ပံ့ပေးမယ့်အလေးထားတွေကိုတိစောက်ပါဥပမာနေ့တိုင်းစာအုပ်ကောင်းဆယ်မျက်နှာဖတ်တဲ့အလေးထားလုပ်ထားရင်အလေးထားကအလိုလျောက်ဖြစ်သွားပြီးတော့ discipline ထားရတာလွယ်ကူသွားပါတယ်တကားကလူငယ်တယောက်ကိုသိခဲ့ပူတယ်သူမှအံ့ဖွယ်ပါရမီတွေအပြည့်ရှိတယ်ကဘာကြီးကိုဖန်ဆားနိုင်တဲ့အလားအလာတွေရှိတယ်ဒါပေမဲ့သူမှစီကံမရှိဘူး ူအားဇေယျတန်စွာစီမံကိန်းကြီးစတင်တယ်။ဒါပေမဲ့အဆုံးထိဘယ်တော့မှမလုပ်ဘူး။နောက်တဲ့စိတ်ဝင်စားစရာအရာတွေနောက်တဲ့ idea အသေးတွေကိုတွေးတိုင်းအရင်ဟာတွေကိုဆွန့်ပြစ်လိုက်တယ်။ဒါကြောင့်သူကတကယ်တိုးတက်မှုဘယ်တော့မှမရှိခဲ့ဘူး။ဒါနဲ့တနေ့မှာမင်းစည်းကမ်းကိုတိဆောက်ဖို့လိုတယ်။ခက်ခဲတဲ့အချိန်ပြင်းစရာကောင်းတဲ့အချိန်မလုပ်ချင်တဲ့အချိန်တွေမှာတော့တကူကူကိုအပြီးမတတ်နိုင်မချင်းလှုပ်တဲ့အောင်ကိုကိုကိုလေ့ကျင့်ရမယ်လို့ပြောခဲ့တယ်။သူကအဲ့ဒီအကြံကိုနှလုံးသွင်းခဲ့တယ်။သိငယ်တဲ့အရာလေးတွေကိုစတင်ခဲ့တယ်။တခါတည်းအသေးစားစီမံကိန်းလေးတစ်ခုကိုအပြီးတတ်တယ်။ အချင်းကြလာတာနဲ့အမျှကြီးမားတဲ့အရာတွေကိုအပြစ်တတ်နိုင်တဲ့ discipline ကိုတည်ဆောက်နိုင်ခဲ့တယ်။အခုစဉ်သူကအောင်းအောင်စရာကောင်းအောင်မြင်နေပြီးတော့ကိုကိုကိုစီကံထိန်းသိမ်းနိုင်စွမ်း self discipline ကဒီအောင်မြင်မှုရဲ့အဓိကတော့ချက်လို့သူကိုယ်တိုင်ပြောပါလိမ့်မယ်။ Number 4 challenge your limiting belief နောက်တဲ့စိတ်ထားကိုမြင့်တင်နေတဲ့ခုကကိုကိုကိုကန့်တတ်ထားတဲ့ယုံကြည်ချက်တွေကိုစင်ခေါ်ဖို့ပါ။ကျွန်တော်တို့အများစုကပြင်ပအခြေအနေတွေကြောင့်မဟုတ်ပဲねကိုကိုကိုနဲ့ကဘာကြီးအပေါ်ကိုထင်မြင်ယူဆထားတဲ့အယူအဆတွေကြောင့်နောက်ကိုဆုံးနေတတ်ကြတယ် ငါမလုပ်နိုင်ဘူးအရင်ကဘရောမမလုပ်ဘူးဘူးငါအောင်မြင်မှာမဟုတ်ဘူးတရားဟောကငါ့ကိုမတော်ဘူးလို့ပြောဘူးတယ်စတဲ့အယူဆတွေပေါ့ဒါပေမဲ့အဲ့ဒီယူဆတွေကအတွေးတွေတသက်ပဲအတွေးတွေကိုပြောင်းလဲလို့ရပါတယ်ဒါကြောင့်နေတိုင်းကန့်သက်ထားတဲ့အယူဆတွေကိုဆောင်းအဖြစ်ပြီးတဲ့အယူဆတွေနဲ့အစားထိုးပါငါမလုပ်နိုင်ဘူးလို့တွေးမယ်အစားငါသားကိုလှုပ်တက်အောင်သင်ယူနေတယ်လို့တွေးပါငါဘရောမအောင်မြင်မှာမဟုတ်ဘူးလို့တွေးမယ်အစားငါအောင်မြင်မှုစီကိုတက်လန်းနေတယ်လို့တွေးပါနေတိုင်းမင်းစိတ်ထားကိုနည်းနည်းချင်းထိုးတက်အောင်လုပ်ပါအခြေကြလာတဲ့အခါဘဝကိုမြင်တဲ့မင်းရဲ့အမြင်တစ်ခုလို့ ပြောင်းလဲသွားတာကိုသိလာပါလိမ့်မယ်ကျွန်တော်သိခဲ့မှုတဲ့လူတစ်ယောက်ရှိပါတယ်သူကသူ့စိတ်ထားနဲ့ရုန်းကန်နေရသူပါဘဝရဲ့အဆိုးတွေကိုပဲအမြင်အာရုံစိုက်နေတဲ့သူပါအခက်အခဲတန်းကိုမကျော်လွှားနိုင်ဘူးလို့မြင်ပြီးတော့ရှုံးနေမှုတန်းကိုအဆုံးသတ်လို့မြင်တဲ့သူပါဒါကြောင့်လေသူကတဏှာထဲမှာပြိမိနေရတယ်ဘယ်လောက်ပဲကြိုးစားကြိုးစားရှေ့ကိုထိုးမရခဲ့ဘူးတနေ့မှတော့ကျွန်တော်သူ့ကိုထိုင်ပြောပြစ်တယ်မင်းရဲ့စိတ်ထားကိုပြည့်ပြင်ဖို့လိုနေပြီအဆိုးတွေကိုအာရုံစိုက်ထားတာရက်ပြီးတော့ဖြစ်နိုင်ချေရှိရာတွေကိုအာရုံစိုက်ဖို့လိုပြီးလို့ပြောခဲ့ပါတယ်သူကအဲ့ဒီအကြံပေးချက်ကိုလက်ခံခဲ့တယ်နည်းနည်းချင်းစပြီးလုပ်ခဲ့တယ် မနေ့တိုင်းဆေးရတက်ကြွစရာအဆောက်အနှင်းငယ်ဖတ်တယ်ညတိုင်းကျေးဇူးတင်စိတ်မွေးမြူခြင်းသုံးတယ်ပြဿနာတွေကနေအပြေတွေဘက်ကိုနည်းနည်းချင်းအာရုံပြောင်းခဲ့တယ်အချိန်ကြာလာတဲ့အခါမှာသူ့စိတ်ထားကပြောင်းလဲသွားခဲ့ပြီးတော့သူ့ဘဝလည်းပြောင်းလဲသွားခဲ့တယ်သူဟာပိုယုံကြည်မှုရှိလာတယ်ပိုခံနိုင်ရှိလာတယ်ပိုအောင်မြင်လာတယ်ဒါတွေအားလုံးကသူ့စိတ်ထားကိုထိုးထွက်အောင်နေ့စဉ်လှုပ်ဆောင်ခဲ့တဲ့အလေးချင်းကနေစတင်ခဲ့တာပါ number 4 time management ဒါဆိုအချိန်စီမံခံခဲ့မှုအကြောင်းကိုဆက်ပြောပါမယ်ကျွန်တော်တို့ကအချိန်ကိုအထူးဂရုစိုက်ဖို့လိုတယ် ဒါကျွန်တော်တို့အားလုံးမှာတူညီတဲ့ပမာဏရှိတဲ့တကူတည်းသောအရင်းမြစ်ဖြစ်ပြီးမြဲအဲ့ဒီအရင်းမြစ်ကိုဘယ်လိုအသုံးချသလဲဆိုတာကအရေးကြီးဆုံးအချက်ပါအချင်းဆိုတာတန်ဖိုးရှိတယ်ပြီးတော့တစ်ခါကုန်သွားရင်ပြန်ယူလို့မရတော့ဘူးဆိုတာသိထားရမယ်ဒါကြောင့်ဘဝမှာကြီးမားတဲ့အမြင်မှုတွေရခြင်းအချင်းကိုတိတိယစီမံခန့်ခွဲတတ်ဖို့လိုပါတယ်တရင်ကောင်းကတော့အချင်းစီမံခန့်ခွဲမှုဆိုတာနေ့စဉ်တိုးတောင်လုပ်လို့ရတဲ့အရာဖြစ်ပါတယ်ဒီနေ့မှဦးစားပေးအရာတွေကိုပိုရှင်းရှင်းလင်းလင်းသတ်မှတ်တာနဲ့စားလိုက်ပါမနေ့ပြန်မှာအာယုံထွေပြားစီတဲ့အရာတွေကိုဖယ်ရှားတာကိုအာယုံဆိုင်ပါ နောက်တစ်နေ့မှာကိုယ့်ရည်မှန်းချက်တွေနဲ့မကန့်ညီတဲ့အရာတွေကိုမလုပ်ဘူးလို့ပြောတတ်တဲ့အလေးချင်လို့ပါဒီလိုနဲ့အချိန်စီမံကံကွယ်မှုနေလန်းတွေကနေစဉ်နေနေချင်းတိုးတက်လာမှုတွေဟာစုပေါင်းလာပြီးသတိမထားမိခင်ပါပဲအခြေတူတူအတွင်းမှာရေးကြည့်တဲ့အရာတွေပိုလုံနိုင်လာပါလိမ့်မယ်ကိုကိုကိုအလုံများနေပြီးမဲ့အရာမတင်မဲ့ဖြစ်နေတာကိုဘယ်နဲ့ချင်းလောက်သတိထားမိပါသလဲအရေးမပါတဲ့အရာတွေမှာအချိန်ကုန်နေပြီးတော့အရေးကြီးတဲ့တာဝန်တွေကိုဘေးဘေးထားမိတာမျိုးဘယ်နဲ့ချင်းလောက်ရှိပါသလဲအလုံများနေတာနဲ့အရာထင်တာနဲ့မတူပါဘူး ဒါကြောင့်လေအခြေအစီမံခံခဲ့မှုတိုးတက်အောင်လုပ်ဖို့အရေးကြီးတာပါ။မန်ကန်တဲ့အရာတွေကိုမန်ကန်တဲ့အချိန်မှာမန်ကန်တဲ့နည်းလမ်းနဲ့အာရုံစိုက်ဖို့ပါပဲ။အခြေအစီမံခံခဲ့မှုတိုးတက်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့နေ့တစ်နေ့ကိုပလန်ကောင်းတစ်ခုခုနဲ့စတင်ဖို့ပါ။မန်လာတန်ကိုရဲ့ဦးစားပေးလုပ်ရမယ့်အရာတွေကိုအချိန်နှင်းငယ်ယူပြီးတော့မှဆင်းရဲလုပ်ပါ။ဒီနေ့အတွက်အရေးကြီးဆုံးအလုပ်တွေကဘာတွေလဲ။ဘာတွေကိုမလုပ်ဘဲနေသေးလို့ရမလဲ။ဒါမှမဟုတ်ဖယ်ထားလိုက်လို့ရမလဲ။အရေးကြီးတဲ့အချက်တစ်ခုကမင်းရဲ့အလုပ်တွေကိုပဲအစီအစဉ်ဆွဲတာမဟုတ်ဘဲနဲ့အနာယူချိန်တွေကိုပါအစီအစဉ်ဆွဲဖို့ပါ။ အနိုင်ယူခြင်းဆိုတာကလည်းအလုံးလို့သူလိုပဲအရေးကြီးပါတယ်။အပြတ်မဖြစ်ဘူးဆိုရင်အရင်ကုန်ခန်းသွားမှာပါ။ဒါကြောင့်အချိန်စီမံခံခဲ့တဲ့အခါမှာတီတီရောအလုံးလို့နိုင်ဖို့နဲ့အနားယူဖို့နှမျိုးစလုံးပါဝင်အောင်စီစဉ်မှုလိုတယ်။ကျွန်တော်အချိန်စီမံခံခဲ့မှုနဲ့ရုံးကန်နေရတဲ့လူများစွာကိုနှစ်ပေါင်းများစွာအကြံပေးခဲ့ပူပါတယ်။သူတို့ကဂျင်းအလုပ်တွေအကုန်လုံးလုပ်ဖို့အချိန်မလောက်ဘူးလို့ပြောကြတယ်။ကျွန်တော်ကမင်းမှလည်းလူတိုင်းလူပဲအချိန်ပမာဏအတူတူရှိတယ်လို့ပြန်ပြေခဲ့တယ်။ဒါကအချိန်ပိုသုံးဖို့မဟုတ်ဘူး။ကိုယ်မှရှိတဲ့အချိန်ကိုပိုထိရောက်စွာနဲ့အသုံးချနိုင်မှုပါ။ဒါကြောင့်ကိုယ့်ဘဝကိုမြင့်တင်ခြင်း အချင်းစီမံခံခွဲမှုပုံစံကိုအရင်ပြင်ဆင်ပါဒါကနေ့စဉ်လေ့ကျင့်ရတဲ့အရာပါနေတိုင်းနေနေချင်းတိုးတက်လာတာနဲ့အမျှမင်းဘဝဘုံမှုအစဉ်ပြေချောမှုလာတာကိုသတိထားမိလာပါလိမ့်မယ် Number 5 improve your knowledge နောက်တစ်ချက်ကနေတိုင်းအသိပညာတိုးပေါင်းကြိုးစားပါကဘာကြီးကအစမပြတ်ပြောင်းလဲနေပါတယ်သင်ယူနေမှုမရှိရင်နောက်ကျချင်ရင်နေမှာပါမင်းပိုသိတာများလီပိုလုံးနိုင်စွမ်းရှိလီပိုလုံးလာနိုင်လီဈေးကွက်ထဲမှာပိုတန်ဖို့ဖန်တီးနိုင်လီတန်ဖို့ပိုဖန်တီးနိုင်လီမင်းရဲ့ရပိုင်ခွင့်ကလည်းပိုများလာပါလိမ့်မယ် ဒါကြောင့်ဘဝမှာရှေ့ရောက်နေခြင်းနေတိုင်းအသိပညာတိုးအောင်လုပ်ပါဘလို့လုပ်မလဲရိုးရှင်းပါတယ်ဖတ်ပါနားထောင်ပါလေ့လာပါနေတိုင်းအသိတခုခုသင်ယူဖို့ကတိပြုပါဒီနေ့မင်းနဲ့သက်ဆိုင်တဲ့ဆောင်းပါးတစ်ပုဒ်ဖတ်မယ်မနေ့ပြန်မှာကိုကြီးကိုတာဖွံ့ဖြိုးရေးဆွေးနွေးပွဲတစ်ခုနားထောင်မယ်နောက်တစ်နေ့မှာကျန်းကျင်မှုတိုးတက်ဖို့သင်တန်းတက်မယ်ဒီလိုသိငယ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကတစုတစည်းတည်းစုပေါင်းလာလိမ့်မယ်မင်းရပို့ပြီးအသိပညာရှိလာမယ်ပိုကျွမ်းကျင်လာမယ်ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့ပို့ပြီးတော့မှအသိဉာဏ်ပြန်ထားတဲ့သူဖြစ်လာတာကိုသတိထားမိလာပါလိမ့်မယ် တည်ထားရမှာကပညာသင်ယူမှုကအကြောင်းပြတာနဲ့ရက်တက်သွားတာမဟုတ်ဘူးတကယ်တော့အကြောင်းပြတဲ့အချိန်ကစပြီးအစဉ်မှန်သင်ယူမှုစတင်ပါတယ်စနစ်တကျပညာရေးကမင်းကိုအတန်မုံမကြောင်းဖြစ်စီမယ်ဒါပေမဲ့ကိုကိုကိုပညာတတ်အောင်လုပ်မှသာကြီးပွားထိုးတက်မှာပါကမ္ဘာအောင်မြင်သူများစုကတစ်သက်တာလုံးသင်ယူနေသူတွေပါသူတို့ကဒီပညာတိုးပေါင်းအောင်သင်ယူမှုဘယ်တော့မှမရကြဘူးဘာကြောင့်လဲဆိုတော့ပူတိလီပူအောင်မြင်နိုင်လီဆိုတာသူတို့သိကြလို့ပါမစ္စတာရှော့ဖ်ကကျွန်တော်တို့ဘုဒ္ဓမြတ်ဉာဏ်အရှိဆုံးလူတွေထဲကတရားဖြစ်ပေမဲ့ဒါအလိုလိုဖြစ်လာတာမဟုတ်ခဲ့ပါဘူ နေတိုင်းပညာသင်ယူဖို့ကိုကိုကူပေးဆက်ထားလို့ဖြစ်လာတာပါသူကကျွန်တော်ကိုချင်းမင်းပိုသိလေမင်းပိုရလေပဲလို့ပြောပူတယ်ကျွန်တော်လည်းဒီစကားကိုနှလုံးသွင်းပြီးတော့မှစာဖတ်တယ်ထေခွေကြီးနားထောင်နေဟောပြောပွဲတွေတက်တယ်အသိပညာတိုးအောင်ဘာလုပ်လို့ရမလဲဆိုတာအကုန်လုပ်ခဲ့တယ်ပြီးတော့ဘာဖြစ်တယ်လဲသိလားမစ္စတာရော့ဖ်ပြောတာမှန်ပါတယ်ကျွန်တော်ပိုသိလာတာနဲ့အမျှအခွင့်အလမ်းတွေလည်းပိုရလာတယ်မိတ်ဆွေအတွက်လည်းဒီတိုင်းပါပဲနောက်တစ်ဆင့်ကိုဆက်မပြောခဲ့ဒီလိုမျိုးမိမိဘဝတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ The World Power မြန်မာ channel ကို ် like နဲ့ subscribe လုပ်ထားပြီးကြပါဦး။ Number 6 financial management နောက်တစ်ချက်ဘဏ္ဍာရေးကိုလေ့လာရှုထားဖို့ဘယ်နည်းကမှမကောင်းပါဘူး။မင်းရဲ့ငွေကြေးအခြေအနေကမင်းကိုဖြစ်လာစေတဲ့အရာမဟုတ်ဘူး။မင်းဖန်တီးတဲ့အရာပါ။ဘဝရဲ့တခြားအရာတွေလိုပဲဒါကိုနေ့စဉ်အားလုံးစိုက်ပြီးတော့တိုးတက်အောင်လုပ်ဖို့လိုပါတယ်။အကျွေးကြီးဖို့ချမ်းသာကြွယ်ဝဖို့ဒါမှမဟုတ်ငွေကြေးလုံခြုံမှုပိုရှိဖို့ကြိုးစားနေတယ်ဆိုရင်နေ့စဉ်တည်တည်လေးတွေကိုပုံမှန်တိုးတက်အောင်လုပ်ဖို့စတင်လိုက်ပါအမှန်တရားကလူအများစုကငွေကိုတကယ်နားမလဲကြဘူး ငွေဘလို့ရှာမလဲသိတယ်ဒါပေမဲ့ဘလို့စီမံခန့်ခွဲရမလဲမသိကြဘူးဒါကြောင့်ဘလို့ပဲရရသူတို့ကအဆမပြေရုံးကန်နေရတယ်ဒါပေမဲ့သတင်းကောင်းကတော့မင်းရဲ့ငွေကြီးအခြေအနေကိုနေ့စဉ်နေ့ချင်းတိုးတက်အောင်လုပ်လို့ရပါတယ်ဒီနေ့ကို30တကိုချေရခန့်မှာဖယ်နေရကိုငွေစည်းစင်းနေတယ်ဆိုတာသိအောင်လုပ်ပါမနေ့ပြမှာရွေးချင်တဲ့ငွေစည်းတခုလုပ်ပြီးတော့မင်းရဲ့သုံးငွေကမင်းဝင်ငွေအတွင်းမှာပဲရှိနေကြအောင်သိချာသိပါစေနောက်တနေ့မှာမင်းဝင်ငွေရဲ့ရာခိုင်နှုန်းအချို့ကိုစုဆောင်းငွေဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုအတွက်ခြံထားပါဒီသင်းငယ်တဲ့ခြေလမ်းတစ်ခုစီကတစုတစည်းတည်းစုပေါင်းလာပါလိမ့်မယ် သတိမထားမိခင်မှာပဲမင်းငွေကြီးတွေထိချုပ်နိုင်ပြီးဒိုးဘွားလာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ပြောချင်တာကဘလောက်ဝင်ငွေရတယ်ဆိုတာထက်ဘလောက်ငွေစက်ထင်းထားနိုင်တယ်ဆိုတာအရေးကြီးတယ်တချို့လူတွေကဝင်ငွေများပေမဲ့ရတာနဲ့ချက်ချင်းသုံးပြတယ်လစာရလိုက်သုံးလိုက်နဲ့အကျွေးတွေချမှာနေကြရတယ်ဒါပေမဲ့တချို့လူတွေကတော့ဝင်ငွေနည်းပေမဲ့စူးစောင်းတယ်ရင်းနှီးမြှုပ်နှံတယ်ချမ်းသာကြောအောင်တည်ဆောက်နိုင်တယ်သူတို့ကငွေကြီးစီမံခန့်ခွဲနိုင်စွမ်းရှိကြပါတယ်ဒီအခြေခံစည်းမျဉ်းတွေကိုလူတိုင်းလေ့လာသိယူနိုင်ပါတယ်ငွေကြီးပညာရှင်ဖြစ်စရာမလိုဘူးနေစဉ်သိငယ်ပြီးစမတ်ချတဲ့အဆုံးမချက်တွေချမှတ်ဖို့ပဲလိုတယ် တော်ရဘူးသမ ्या အကောင်းဆုံးငွေကြေးဆိုင်အကြံပေးချက်ကဝင်ငွေထက်နည်းနည်းသုံးကြံငွေကိုရင်းနှီးမြှုပ်နှံဆိုတာပါရိုးရှင်းပေမဲ့အစွမ်းထက်တဲ့အကြံပါဒီနည်းနဲ့နေ့စဉ်ရှင်းသားမယ်ဆိုရင်မိဆွေငွေကြီးအနာဂတ်ကစိတ်ချရမှာပါဒါပေမဲ့အရေးကြီးတဲ့အချက်ကဒါက discipline လိုအပ်ပါတယ်ချက်ချင်းမကန်စားရတာကိုစောင့်စားနိုင်စွမ်းလိုအပ်ပါတယ်မလိုအပ်တဲ့သုံးစရာတွေကိုဒီနေ့ no လို့ညှင်းထားနိုင်မှာမနှက်ပြငွေကြေးလွတ်လပ်မှုကို yes ဆိုပြီးတော့မှပြောနိုင်မယ်နောက်ပြီးတော့ဒါကနေ့တိုင်းတိုးတက်အောင်လုပ်နိုင်တဲ့အရာပါစမက်ချတဲ့ငွေကြေးဆုံးဖြတ်ချက်တွေချမှတ်နိုင်စွမ်း ငွေကိုထိထိရောက်စီမံနိုင်စွမ်းကိုယ့်အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံနိုင်စွမ်းတွေကိုရောပေါ့ကိုယ့်ဘဏ်အကောင့်ကိုကြည့်ပြီးတော့ငွေတွေဘယ်ရောက်သွားကလေးလို့အံ့ဩဖို့တလားဒါမင်းရဲ့ငွေကြေးအလေးထားတွေကိုစတင်ပြပြင်တဲ့အချိန်ရောက်ပြီဆိုတဲ့လက္ခဏာပါငွေကမင်းကိုထိန်းချုပ်ခွင့်မပေးဘဲနဲ့မင်းနေတဲ့ငွေကိုထိန်းချုပ်ဖို့အချိန်တန်ပါပြီကြီးမားတဲ့ပြောင်းလဲမှုတွေမလိုပါဘူးဒေးငယ်ပြီးစရက်ဖြစ်တဲ့တိုးတက်မှုလေးတွေနဲ့စလို့ရပါတယ် Number 7 Personal Development နောက်ကူကကိုရေးကိုယ်တော်ဖွံ့ဖြိုးမှုအဓိကတော့ချက်ကဘဝဆိုတာတိုးတက်မှုအကြောင်းပဲတိုးတက်မနေဘူးဆိုရင်ရက်တက်နေတာပါ ရှက်တက်နေတယ်ဆိုရင်နောက်ကြကြံရည်တာပါ။ဒါကြောင့်နေတဲ့မင်းကုန်ပြီးပူကောင်းအောင်ကျူးစားရမယ်။ပြီးပြည့်စုံမှုမဟုတ်ဘူး။တိုးတက်ဖို့ပါ။ကို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 အတွေးခေါ်ရင်းနဲ့လောရက်တူအဆက်မပြတ်မြင့်တင်နေဖို့ပါ။ကိုရေးကိုရာဖွံ့ဖြိုးမှုဆိုတာကတတတာခီးရှိပါ။ဒီခီးကိုလစ်လူရှုလို့မရပါဘူး။ဒီနေ့ကိုကိုကိုပူနားလည်အောင်လုပ်မယ်။အာသာချက်ဒီအားနေချက်ဒီအလေးအထားတွေနဲ့သဘောထားတွေကိုစမ်းစစ်မယ်။မနက်ပြန်မှလောက်ကန်တဲ့ဘဝအတွက်အထောက်အကူဖြစ်မဲ့အရေးချင်းအသေးတစ်ခုဖွံ့ဖြိုးအောင်လုပ်မယ်။ နောက်တစ်နေ့မှာစိတ်ကံစားမှုကိုထိကျုံနိုင်စွမ်းတိုးတက်အောင်အားလုံးစိုက်မယ်။ကိုယ်စိတ်ကံစားမှုတွေကိုစီမံတက်ဖို့အခြားသူတွေနဲ့ဆက်ဆံရေးတိုးတက်အောင်လုပ်လာမယ်။ဒီသိငယ်တဲ့တိုးတက်မှုတစ်ခုချင်းစီကမင်းရဲ့စူပေါင်းတိုးတက်မှုကိုပြည့်စည်ပေးပါလေ။အချင်းကြလာရင်ကိုဖြစ်နိုင်တယ်လို့အမြဲယုံကြည်ခဲ့တဲ့ပုဂ္ဂိုလ်အဖြစ်ကိုကိုကိုတွေးရှိလာပါလိမ့်မယ်။ကိုကြီးကိုယ်တော်ဖွံ့ဖြိုးရေးအတွက်အကောင်းဆုံးလုပ်နေတာကဘန်းတိုင်သတ်မှတ်တာပါ။မင်းကိုစိန်ခေါ်မဲ့ရှင်းလင်းတိကျတဲ့ဘန်းတိုင်တွေပေါ့။ဒါပေမဲ့အရေးကြီးတဲ့အချက်ကဒီဘန်းတိုင်တွေကမင်းတန်မှုထားမှုတွေစိတ်ဝင်စားမှုတွေရည်ရွယ်ချက်တွေနဲ့ကိုက်ညီရမယ်။ ပိုစကူးနိုင်မှုတခုတည်းမဟုတ်ဘူးပိုပြီးဖြစ်လာဖို့ပါဒီပန်းနိုင်တွေကိုစကူးနိုင်တဲ့အောင်မြင်နိုင်တဲ့လူတယောက်ဖြစ်လာဖို့ပါဒါကနေ့စဉ်လှုပ်ဆောင်နိုင်တဲ့အရာတခုပါဥပမာဒီနေ့မှာကိုကြီးကိုသေးဖွင့်ပြီးဆောက်တို့ကိုတခမ်းပတ်ဖို့ရည်မှန်းချက်ချမယ်မနက်ပြန်မှာလေ့ကျင့်သစ်တခုကို10မိနစ်လောက်လုပ်ဖို့စီစဉ်မယ်နောက်တစ်နေ့မှာကိုရဲ့ဒုတိယမှုကိုတောင်းဆက်ပြီးတော့လိုအပ်သလိုချိန်ကြီးဖို့အချိန်ပေးမယ်ဒီလိုအသေးစားလုံဆောင်ချက်တွေကမိတ်ဆွေကိုကြီးကိုသေးတိုးတက်ကြီးခီးစဉ်တလျှောက်မှာတစိမ့်မိတစိမ့်ရွေလျားစေပါတယ်အခုနားလဲထားမဲ့ရေးကြည့်တဲ့အချက်ကကိုကြီးကိုသေးဖွင့်ပြမှုဆိုတာက အသည့်တွေသိရုံသက်သက်မဟုတ်ဘူးမင်းကိုအထောက်အကူမပြုတော့တဲ့အဟောင်းတွေကိုဖျက်ဖျက်ရမယ်အရာလည်းဖြစ်တယ်တခါတလေတိုးတက်ဖို့ဆိုရင်အဟောင်းဖြစ်နေတဲ့အလေးထားတွေယုံကြည်ချက်တွေအတွေးခေါ်တွေကိုဆွံ့လို့ရမယ်ဒါကြောင့်ကိုယ်ကိုသွေးဖွင့်ပြမှုဆိုတာကမေယမနာတိုးတက်နေရတဲ့ဖြစ်စဉ်တစ်ခုပါမေယအစမပြတ်သိရနေရမယ်ကြီးထွားနေရမယ်ပြောင်းလဲနေရမယ်ဒီဖြစ်စဉ်ကိုပို့ပြီးတော့မှအာယုံဆိုင်လေးလေးမင်းဘွားရဲ့အချိန်တိုင်းမှာတိုးတက်မှုတွေပို့တွေ့ရလေပါကိုယ်ကိုသွေးဖွင့်ပြမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတဲ့အစွမ်းတက်ဆုံးသင်ခန်းစာတစ်ခုကမင်းဘလို့ဆွဲဆောင်မလဲဆိုတာပါပဲ။ အာမြင်မှုကိုဆွဲဆောင်ခြင်းမင်းရဲ့အလေးထားတွေအတွေးခေါ်တွေလှုပ်ဆောင်ချက်တွေကနေအာမြင်သူတရားပြအောင်ကြိုးစားရမယ်။ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုလိုချင်ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ထိုက်တန်တဲ့သူတရားပြအောင်ကြိုးစားရမယ်။ကြွယ်ဝမှုကိုလိုချင်ကြွယ်ဝတဲ့အတွေးအမြင်မျိုးကိုမွေးမြူပါမယ်။ဒါကိုနေ့တိုင်းလေ့ကျင့်နိုင်ပါလေ။နေ့စဉ်နေ့နေ့ချင်းစီကိုကိုကိုမြင့်တင်နေပို့ပြီးတော့မှစီကန်းရှိလာမယ်။ပို့အာယုံဆိုင်တက်လာမယ်။ပို့အကောင်းမြင်လာမယ်။ပို့အောင်မြင်လာမှာပါ။နံပါတ်8 Your Purpose ။နောက်တစ်ခုကရည်ရွယ်ချက် Purpose ဖြစ်တယ်။ဒါကအရေးကြီးပါတယ်။ ရွယ်ချက်ဆိုတာကမင်းဘွားကိုဥတီချက်ပေးတဲ့အရာပါမနဲ့အေးရထားခြင်းမင်းကိုလိုချစေတဲ့အရာအခက်အခဲတွေကြားမှာတော့ဆက်ရှိသွားဖို့မင်းကိုတွန်းအားပေးတဲ့အရာပါအဓိကတော့ချက်ကရွယ်ချက်အတွက်နေတိုင်းအလုပ်လုပ်ရမယ်အဆက်မပြတ်မွန်းမှန်ရမယ်နှစ်ဆန်းအောင်လုပ်ရမယ်လုံနေတဲ့အရာတိုင်းကိုအသက်သွေးရမယ်တချို့လူတွေကကျွန်တော်ဘာလုပ်ချင်တယ်လဲဆိုတာမသိဘူးလို့ပြောရကြတယ်ဒါကပြဿနာမဟုတ်ဘူးရည်ရွယ်ချက်ဆိုတာကတခါတည်းရှာတွေ့တာမျိုးမဟုတ်ဘူးအချိန်နဲ့မျှတပိပိရှာဖွေပြီးတော့မှဖွံ့ဖြိုးလာရတာပါဒါကိုနေ့တိုင်းနေနေချင်းစီတို့တောင်လုပ်လို့ရတယ ဥပမာဒီနေ့မှာမင်းအတွက်တကယ်ရေးကြီးတဲ့အရာကိုစဉ်းစားဖို့ချိန်ပေးမယ်။မနေ့ပြမှာမင်းအိမ်မက်စီကိုခြေလှမ်းတည်တည်လှမ်းမယ်။နောက်တစ်နေ့မှာမင်းလုံဆောင်ချက်တွေကိုမင်းရဲ့တန်ဖိုးနဲ့ခိုင်ညီအောင်ညှိမယ်။နေတိုင်းရွယ်ချက်နဲ့အညီဘဝကိုဖျက်ဆီးနေ။နေမတိလက်ခင်မှာတပီပီနဲ့မင်းရွယ်ချက်ကပိုရှင်းလင်းလာမယ်။ပိုအားကောင်းလာမယ်။ပိုပြီးတော့မှအားရစရာကောင်းလာမယ်။အရေးကြီးတာကရွယ်ချက်နဲ့အသက်ရှင်တဲ့အခါမှာအခြားအရာအလုံးကအလိုလိုအဆင်ပြေသွားတယ်။မင်းလောက်ကပိုအသေးပဲရှိလာတယ်။ဆက်စံရေးတွေပိုနဲ့ဆိုင်လာတယ်။စိန်ခေါ်မှုတွေကကြီးထွားဖို့အခွင့်အလမ်းတွေဖြစ်လာတယ်။ ရွေကျဲဆိုတာကပျော်ရွှင်ပြေးွားတဲ့ဘဝတစ်ခုကိုတည်ဆောက်ရမှာအခြေခံအုတ်မြစ်ဖြစ်ပြီးတော့မှနေစဉ်လေ့ကျင့်နိုင်တဲ့အရာပါကျွန်တော်တွေ့ဖူးတဲ့လူတစ်ယောက်မှာငွေအောင်မြင်မှုချော်ချားမှုတွေရှိပြီမဲ့သူကအသေးချာမပြောရွှင်နိုင်ပါဘူးအကြောင်းရင်းကိုသူလည်းမသိဘူးတနေ့ကျွန်တော်တို့စကားစမိပြောမိတော့သူ့ကိုမေးလိုက်တယ်မင်းရဲ့ရွေကျဲကဘာလဲဒါရီအလုံးကိုလုံနေရတဲ့အကြောင်းရင်းကဘာလဲသူဖြေမရဘူးအောင်မြင်မှုကိုလိုက်ဖမ်းတဲ့သူကအစားတုန်းကဘာလို့ရှင်ခဲ့တယ်ဆိုတာကိုမေးသွားခဲ့တယ်ကျွန်တော်ပြောလိုက်တယ်မင်းရဲ့ရွေကျဲကိုရှာဖွေပြီးတော့နေ့စဉ်အဲ့ဒါနဲ့ညီရှင်းတမ်းရမယ် သူကအဲ့ဒီဂျန်ကိုနှလုံးသွင်းယူခဲ့တယ်အမှန်တကယ်ရေးကြည့်တဲ့အရာတွေကိုအာယုံဆိုင်လာခဲ့တယ်အခြားသူတွေကိုကူညီဖို့အပြောင်းအလဲတစ်ခုဖန်တီးဖို့အတိတ်ပဲရှိတဲ့ဘဝကိုပြတ်တမ်းမှုဘာဖြစ်သွားလဲထင်တယ်သူဘဝတစ်ခုလိုပြောင်းလဲသွားခဲ့တယ်သူမကြုံမှုတဲ့ပျော်ရွှင်မှုစိတ်ချနေမှုနဲ့စိတ်ချမ်းသာမှုကိုသူတွေ့ရှိခဲ့တယ်ဒါတွေအားလုံးကရည်ရွယ်ချက်နဲ့အတူနေစဉ်ရှင်သန်မှုအလေးချင်းကနေစတင်ခဲ့တာပါ Never night being grateful နောက်တစ်ခုနေစဉ်လုပ်တဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုကကျေးဇူးတင်စိတ်ထားရှိခြင်းပါ ကျေးဇူးတင်စေကမိတ်ဆွေမွေးမြူနိုင်တဲ့အစွမ်းတက်ဆုံးစိတ်ခံစားချက်တွေတွေကတကူပြတ်တယ်လို့မိတ်ဆွေရဲ့ဘဝကိုမတင်မထားတဲ့နည်းတွေနဲ့ပြောင်းလဲစေနိုင်ပါတယ်ကျေးဇူးတင်စရာတွေကိုအာရုံစိုက်လာတဲ့အခါကိုယ့်ဘဝမှာချိုးတဲ့နေတဲ့အရာတွေကနေကောင်းနေပြီးသားအရာတွေစီကိုအာရုံပြောင်းသွားစေတယ်အဲ့လိုဖြစ်လာတဲ့အခါမှာကိုယ့်ဘဝတွေကိုပိုကောင်းတဲ့အရာတွေဆွဲဆောင်နိုင်တယ်ကျေးဇူးတင်စေကိုနေ့စဉ်လေ့ကျင့်နိုင်ဖို့အချိန်များကြီးမလိုပါဘူးဒီနေ့မင်းကိုအားပေးတဲ့သူတွေကိုကျေးဇူးတင်ဖို့ခဏခဏချိန်ယူနိုင်တယ်မနက်မြန်မာမင်းလွယ်တွေကိုလေးလွေရှုမိတဲ့မင်းရဲ့ကျမ်းမာကြီးအိမ်အလုပ်တို့လို့ သေးငယ်တဲ့ကောင်းကြီးတွေကိုအာရုံစိုက်ပါနောက်တနေ့မှမင်းကိုခြေပြင်းစေခဲ့တဲ့အခက်ခဲတွေအတွက်ဂျေဇုတင်စိတ်နည်းနည်းပြပါဂျေဇုတင်စိတ်ထားတဲ့အခါမှာတော့မင်းအတွေ့အကြုံကချိုးတဲမှုကနေခြေဝါမှုစီကိုပြောင်းလဲသွားတယ်အထင်ကြီးလာတဲ့အခါမှာမင်းဘဝကိုကြီးပုံကြီးနေတခုလုံးပြောင်းလဲသွားတာကိုသတိထားမိလာပါလိမ့်မယ်ပြောကြည့်ပါအရာအလုံးမှန်းရင်းနေတယ်လို့ခံစားရတဲ့ဆိုးရွားတဲ့နေ့တွေကြုံမှုသလားအားလုံးကြုံမှုကြပါလေဒါပေမဲ့ဒီဝက်ချက်ကအဲ့ဒီနေ့တွေမှာတော့မှဂျေဇုတင်စရာတခုခုရှိတယ်ဆိုတာပါပဲအမားတခုကနေသင်ခဲ့တဲ့သင်ခန်းစာဖြစ်နိုင်တယ်ဒါမှမဟုတ် အကခဲကိုကြော်လွားရင်းကရလာတဲ့အင်အားဖြစ်နိုင်တယ်။ဂျေဇုတင်စိကိုအာရုံစိုက်တဲ့အခါခက်ခဲတဲ့အခြေအနေတော်မှာတန်ဖိုးရှိလာတယ်။ဒါဂျေဇုတင်စိရဲ့တကယ်ဆွမ်းရပါပဲ။ဂျေဇုတင်စိကလေ့ကျင့်မှများရင်ပုံများလာတဲ့အရာတွေကတခုပါ။ဂျေဇုတင်စရာတွေကိုအာရုံစိုက်လေလေဂျေဇုတင်စရာတွေတွေပို့တွေ့လာလေလေပါ။နေလုံးလေးတစ်လုံးတောင်အောင်လိမ့်စင်းသွားသလိုနေစဉ်လေ့ကျင့်လေးလေးပူကြီးမားလာလေလေပါ။အကောင်းဆုံးပိုင်းကဂျေဇုတင်စိနဲ့နေထိုင်တဲ့အခါဂျေဇုတင်စရာအရာတွေရောက်လာတယ်ဆိုတာပါပဲ။ ဂျေဇုတင်စေကကြွယ်ဝမှုပျော်ရွှင်မှုနဲ့စိတ်ချနေမှုတွေအပြုသဘောတန်တရားကိုဖန်တီးပြီးပြီးတော့မှနေ့စဉ်နဲ့အမြတ်ပုံမှုအားကောင်းလာစေတယ်။ဂျေဇုတင်စေဆိုတာကကောင်းမွန်တဲ့ခံစားမှုတွေရရှိဖို့သာမကပဲနဲ့လက်တွေ့လှုပ်ဆောင်ချက်တွေနဲ့လည်းဆက်ဆက်နေတယ်။တကုတ်ကုတ်ကိုစင်မဲ့စွာနဲ့ဂျေဇုတင်ပြီးတဲ့အခါအပြန်လန်ပေးဆက်ခြင်းစီဖြစ်ပေါ်လာတယ်။အခြားသူတွေကိုကူညီခြင်းနဲ့အပြောင်းလဲတစ်ခုဖန်တီးခြင်းစီပေါ်လာတယ်။ဒါကြောင့်လည်းဂျေဇုတင်စေကအစွမ်းထက်တာပါ။မင်းဘဝကိုနေမှာကအခြားသူတွေရဲ့ဘဝကိုပါအလင်းဆောင်နေတဲ့ဆွမ်းအားတစ်ခုဖြစ်တယ်။နေ့စဉ်ဂျေဇုတင်တဲ့အလေးခြင်းကမင်းရဲ့အတွေ့အမြင်တွေမှာက အပြုမူတွေကိုပါပြောင်းလဲစေတယ်။ကျေးဇူးတင်စေကကျွန်တော်တို့ကိုနူးညံ့စေတယ်။ပူချက်ရောစေတယ်။ဒီကံစင်းနဲ့ဆန္ဒစေတွေကိုဖြစ်ပြီးတယ်။ကိုပိုင်ဆိုင်တဲ့အရာတွေကိုအာရုံစိုက်ပြီးတော့ဘဝတွေကကြီးမားတဲ့သေးငယ်တဲ့ခေါင်းချီတွေကိုတံပိုးချတတ်လာတဲ့အခါမလောင်းကဘူးဆိုတဲ့ခံစားချက်တွေပြေလျော့သွားတယ်။ဒါအရင်ဆွမ်းအကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြောက်ရွံ့မှုတွေကြားထဲမှာမနေတတ်ဘဲနဲ့ကြောက်ရွံ့မှုနဲ့အသက်ရှင်တတ်လာတယ်။ဒီပြောင်းလဲမှုကမင်းဘဝအတွက်အကြီးမားဆုံးသောအလဲပြောင်းတစ်ခုပါ။ကျေးဇူးတင်စေကစက်သားတစ်ခုလိုပဲ။တံမာလာဖို့နေတိုင်းလေ့ကျင့်ပေးဖို့လိုတယ်။နေ့စဉ်မင်းကျေးဇူးတင်စရာတွေကိုခဏလောက်အာရုံစိုက်ပါ။ ကြီးမားတဲ့အရာတွေမဟုတ်လည်းရပါတယ်ဒီနေ့နေအောင်ကြီးအတွက်ကျေးဇူးတင်တယ်မနှက်ပြန်စားစရာရှိတဲ့အတွက်ကျေးဇူးတင်တယ်နောက်နေ့အခက်ခဲကနေသင်ယူရတဲ့သင်ခန်းစာအတွက်ကျေးဇူးတင်တယ်သေးငယ်နေအောင်မှာပေါ့အရေးကြီးတာကကျေးဇူးတင်စရာရဲ့အရွယ်စားမှုပဲ ਨੇ ကျေးဇူးတင်တဲ့အလေးချင်းကဒါပေမဲ့ကျေးဇူးတင်စိတ်ထားတယ်ဆိုတာကပြဿနာတွေကိုမမြင်ကြအောင်ဆောင်ခိုင်းတာမဟုတ်ဘူးဘဝမှာအခက်ခဲတွေရှိမှာပါဒါပေမဲ့ကျေးဇူးတင်စိတ်နဲ့နေထိုင်တဲ့အခါအဲ့ဒီအခက်ခဲတွေကိုဖြေရှင်းမှုမခံရဘဲနဲ့ရင်ဆိုင်နိုင်တဲ့ဆေးရတတ်တတ်မှုရလာတယ်ဟုတ်တယ်ဒါကခက်ခဲတယ် ။ဒါပေမဲ့ဒါကိုကြော်လွားနိုင်တဲ့အင်အားအတွက်ယေရှုတင်ပါတယ်ဆိုပြီးပြောတောင်းလို့ရမယ်။ယေရှုတင်စေကမင်းဘာမှန်းနေလဲဆိုတာကနေဘာမှန်းနေလဲဆိုတာစီကိုအာရုံပြောင်းပေးတယ်။ဒီလိုနဲ့ရှေ့ဆက်ဖို့ဆွမ်းအားတတ်တည်နဲ့မြင်ကွင်းချက်တခုရရှိလာတယ်။ကျွန်တော်သိခဲ့တဲ့မျိုးသမီးတစ်ယောက်ကအလုပ်ပြုတ်သွားပြီးတော့ချစ်သူနဲ့လည်းကွဲသွားတဲ့အချိန်မှာဘဝကိုမြွန်လင်းချက်မေ့နေခဲ့တယ်။နေ့တိုင်းကရုန်းကန်ရတဲ့အချိန်လိုခံစားရတယ်။ဒီနေ့မှသူမကိုပြောလိုက်တယ်။ဒီမုံတိုင်းထဲမှာတော့ယေရှုတင်စေကတခုခုရှာပါ။အစားတော့ကသူမအဖို့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ပေမဲ့ သူမအသေးစားအရာလေးတွေကနေစလုပ်ခဲ့တယ်။နေတိုင်းကျေးဇူးတင်စရာတခုခုကိုရေးမှတ်ခဲ့တယ်။တပြေးပြေးနဲ့သူမရဲ့ဘဝကိုကြည်ပုံကြည်နီပြောင်းလဲလာခဲ့တယ်။သူမတခြင်းကအခက်ခဲတွေအဖြစ်မြင်မိတဲ့နေရာတွေမှာအခွင့်အလမ်းတွေကိုစတင်မြင်လာတယ်။သူမရဲ့ဘဝကိုပြန်လည်တည်ဆောက်ခဲ့ပြီးတော့ဒီကနေ့မှတော့သူမကအရင်ကတည်းကပိုပျော်ရွှင်ပြီးတော့မှပိုအောင်မြင်နေပါပြီ။ဒါကျေးဇူးတင်စိတ်နဲ့စတင်ခဲ့တာပဲလို့သူမကမင်းကိုပြောပြလိမ့်မယ်။ကျေးဇူးတင်စိတ်နဲ့ပတ်သက်ပြီးတော့မှနောက်ထပ်တစ်ခုထပ်ပြောချင်တာကဒါကကူးဆက်တဲ့အရာပါ။မင်းရရာရာကိုကျေးဇူးတင်တဲ့အခါမှာတော့ မင်းပတ်ဝန်းကျင်ကလူတွေကတတိထားမိလာမယ်ဒီအလေးချင်းကပြန့်နေသွားတယ်မင်းရဲ့ပြည်သူဘောဆောင်တဲ့မြင်တွေကအခြားသူတွေကိုလည်းသူတို့ဘောရဲ့လင်းဘတ်တွေကိုမြင်လာအောင်စိတ်စော်ပေးတယ်မင်းရဲ့ဆွလပေးကမ်းမှုတွေကအခြားသူတွေကိုပုံမှန်ဆွလတက်လာအောင်အားပေးတယ်မင်းရဲ့ဘောကိုတန်ဖိုးထားမှုကအခြားသူတွေရဲ့အပြည့်အစုံတွေကနေလွတ်မြောက်စေတယ်ဒါကြောင့်နေ့စဉ်ဂျေဇုတင်တဲ့အလေးချင်းကိုလှူဆောင်တဲ့အခါမင်းကမင်းဘောတစ်ခုတည်းကိုနေမကမင်းပတ်ဝန်းကျင်ကလူတွေရဲ့ဘဝတွေကိုပါမြင့်တင်ပေးနေတာပါဒါအစွမ်းအကြီးမားတဲ့အရာပါပဲဒါကြောင့်အခုချိန်မှာမင်းဘောကိုစဉ်းစားကြည့်ပါကျွန်တော်တို့ပြောခဲ့တဲ့အကြောင်းအရာတွေကိုစဉ်းစားကြည့်ပါ ကိုရခံချက်ဆက်ဆံရေးစီကံဆက်ဆံမှုတွေတွေးခေါ်ဖို့အချိန်စီမံကောက်ဝဲမှုငွေကြေးကိစ္စကိုရေးကိုယ်တော်တိုးတက်မှုရည်မှန်းချက်နဲ့ကျေးဇူးတင်စေလိုပါဒီအချက်တွေတွေကဘယ်နှခုကနေ့စဉ်နေ့ချင်းတိုးတက်အောင်လှုံ့ဆော်နိုင်အောင်လဲအကျိုးရှိမလဲနေ့စဉ်သေးသေးလေးတွေကိုပဲတိုးတက်အောင်လှုံ့ဆော်မယ်လို့ကိုဘသားကိုဂတိပေးမိတ်ဆွေဘွားကဘလို့ဖြစ်လာမလဲဒါပါပဲကြာရှည်တဲ့ပြောင်းလဲမှုရဲ့တော့ချက်ကကြီးမားတဲ့ခြေလှမ်းတစ်ခုမှမဟုတ်ဘူးမင်းနေ့စဉ်လှုံ့ဆော်တဲ့သေးငယ်ပြီးဇက်လိုက်လှုံ့ဆော်တဲ့အလေးချင်းဒီမှာပါအဲ့ဒီမှာပဲမန္တလေးပြောင်းလဲမှုတွေဖြစ်ပေါ်လာတာပါ ကျွန်တော်တို့ကိုချင်းချင်းမြင်တွေ့ခဲ့ရပါတယ်။နေစဉ်နေနေချင်းတို့တက်အောင်ကြိုးစားသူတွေရလာတဲ့လုပ်ငန်းစဉ်ကိုအာရုံစိုက်သူတွေကအံ့ဖွယ်ရာတွေကိုရရှိကြတယ်။ဘာကြောင့်လဲ။အမြင်မှုဆိုတာကသေးငယ်တဲ့လေ့ကျင့်တွေကိုအချိန်နဲ့မျှထပ်ကထပ်ကလှုပ်ဆောင်ခြင်းရဲ့သဘာဝရလက်ပါ။ဒါကြောင့်ပြောပါဒီနေ့ဘာလို့ပြီးသေးငယ်တဲ့တို့တက်မှုတစ်ခုကိုစတင်နိုင်မလဲ။ဒီအချက်တွေကိုအခုချက်ချင်းမင်းဘဝရဲ့ဘယ်နေရာမှာအသုံးချနိုင်မလဲ။ဖြစ်နေတာကမင်းရဲ့ငွေကြေးကိစ္စပါ။မင်းရဲ့သုံးစိတ်ကိုသိရှာကြည့်ပြီးတော့သေးငယ်တဲ့ချိန်ကြီးမှုတစ်ခုလှုပ်ဆောင်နိုင်တယ်။ဖြစ်နေတာကမင်းရဲ့ဆက်ဆံရေးပါ။ တစုံတယောက်ကိုဆက်တွေ့ပြီးတော့မှသူတို့ကိုယေရှုတင်ကြောင်ပြောပြနိုင်တယ်။ဘာပဲဖြစ်ဖြစ်အခုပဲစပါ။အကောင်းဆုံးပြည့်မဲ့အချိန်ကိုစောင့်မနေပါနဲ့။အရာအလုံးအစဉ်ပြေမှာကိုစောင့်မနေပါနဲ့။မင်းမှရှိတဲ့အရာမင်းရောက်နေတဲ့နေရာကနေစတင်ပြီးတော့နေ့စဉ်နေ့ချင်းဒုတိယအောင်ခရီးပေးလိုက်ပါ။ဒါကြောင့်ကျွန်တော်သိချင်တာကမင်းအနေနဲ့ဒီနေ့ဘာလုပ်ပြီးတော့ဒီစည်းကမ်းကိုစတင်တည်ဆောက်နိုင်မလဲ။နေ့စဉ်သေးသေးလေးတွေဒုတိယအောင်လှုပ်ဆောင်ပြီးတော့မင်းဘဝရဲ့ဘယ်နေရာမှာစတင်နိုင်မလဲ။တတိယပါဒါကကြီးမားဖို့မလိုပါဘူး။ပြည့်စုံနေဖို့လည်းမလိုဘူး။စက်တိုက်လှုပ်ဆောင်ဖို့ပဲလိုတာပါ။ အချိန်ကြာလာတဲ့အခါမှာဒီသင်းငယ်တွေလှူဆောင်မှုတွေကစုပေါင်းလာပြီးတော့မင်းမတင်ထားတဲ့နေရာကိုရောက်နေပါလိမ့်မယ်။ရီမန်းကျဲအစွမ်းတတ္တိကိုမမိပါနဲ့။ဒါအနေစေထူးတတ်မှုတွေအားလုံးကိုအိဗယ်ဖြစ်ပြီးတဲ့အရာပါ။ကိုလို့သမျှရဲ့နောက်ခွေကဖားကြောင်လဲဆိုတဲ့မိကွင်းရဲ့အဖြေပါ။ရီမန်းကျဲရှင်းရှင်းလင်းလင်းရှိမှသာအခြားအရာအားလုံးကသူ့လူလူစနစ်တကျဖြစ်လာမှာပါ။မင်းရဲ့စည်းကမ်းတွေပူခိုင်မှလာမယ်။ကျေးဇူးတင်စေတွေပူနှက်ဆိုင်လာမယ်။ဆရာထက်တတ်မှုတွေကမတားဆီးနိုင်အောင်ဖြစ်လာမယ်။ဒါပေမဲ့ရေးကြည့်တဲ့ချက်ကရီမန်းကျဲဆိုတာမင်းစီကိုအလိုလိုရောက်လာမယ်အရာမဟုတ်ဘူး။ဒါမင်းကိုယ်တိုင်အချိန်နဲ့အမျှရှာဖွေပြီးတော့မှ ပြိုးထောင်မဲ့အရာပါကျွန်တော်တို့ပြောခဲ့သလိုပဲနေတိုင်းနေနေချင်းတိုးတောင်လုပ်လို့ရပါတယ်ဒီနေ့မင်းရဲ့အတွက်တကယ်ရေးကြီးတဲ့အရာကိုစဉ်းစားဖို့အချိန်ပေးပါမနက်ပြန်မင်းရဲ့လောက်ရတဲ့ကိုမင်းတန်ဖိုးတွေနဲ့ကန့်ညီအောင်ကြည့်ပါနောက်တစ်နေ့အခြားသူတွေကိုအထောက်အကူပြင်ဆင်မယ်နေလန်းတွေကိုရှာပေးပါဒီသိငယ်တဲ့ခြေလှမ်းတစ်ခုစီကမင်းကိုရင်မှန်းချက်နဲ့ပြေးသွားတဲ့ဘဝစီကိုနှိစက်စေပါတယ်ရင်မှန်းချက်နဲ့အသက်ရှင်တဲ့အခါမှာမင်းဘဝကအရာအလုံးအပေါ်အထိပ်ပဲရှိပို့ပြီးတော့မှအားရစရာပူကျင်တဲ့ဖွေရကောင်းလာပါလိမ့်မယ်ဒါကိုအမြဲတမ်းရပါဘဝဆိုတာခီးတစ်ခုပါဘန်းနိုင်တစ်ခုတည်းမဟုတ်ဘူး ဒီခကြီးကမင်းနေစင်လန်းနဲ့သင်းငယ်တဲ့ခြေလန်းနေနဲ့ပွဲစည်းထားတယ်။နေတိုင်းမင်းကဒုတက်ဘူးအခွင့်လန်းရှိတယ်။နေတိုင်းမနေကတဲ့ပူကောင်းအောင်လုံနိုင်တယ်။ကိုဘွားရဲ့အစိပ်ပိုင်းတိုင်းမှာနေစင်ဒုတက်ဘူးကတိပြုတဲ့အခါဒီခကြီးကြီးကိုယ်တိုင်ကဆုလက်တစ်ခုဖြစ်လာပါလိမ့်မယ်။ဒီတော့ဒီနေ့ဘာကိုဒုတက်အောင်လုံမလဲ။ကိုလိုချင်တဲ့ဘွားစီကိုချင်ကပ်ဖို့ဘလို့သင်းငယ်တဲ့စတဲ့လုံဆောင်မဲ့အလေးချင်ကိုစတင်မလဲ။တတိယပါကြီးမားတဲ့ခုံလောင်းမှုတစ်ခုမလိုပါဘူး။နေစင်တလန်းစီကိုလမ်းယုံပါပဲ။ဒီလိုလုပ်တဲ့အခါမှာအချင်းကြလာတဲ့နဲ့အမျှမင်းရရှိလာမယ့်အရာတွေကိုမင်းကိုယ်တိုင်အာအာတင်သွားလိမ့်မယ်။ဒါဟာအမြင်မှုရဲ့တကယ်လေးဝတ်ချက်ပါ။ ဒါကံပါရမီဒါမှမဟုတ်ကြိုးစားအားထုတ်မှုတွေမဟုတ်ဘူးဒါသေးငယ်တဲ့စီကံတွေနေ့စဉ်တိုးတက်မှုတွေမင်းနေတဲ့ရွေးချယ်လိုက်တဲ့အသေးစိတ်အရာတွေပါဒီရွေးချယ်မှုတွေကမိတ်ဆွေလက်ထဲမှာပါဒီအတွေ့တွေကမင်းကိုရက်ခတ်မယ်လို့မျှော်လင့်ပါတယ်နေ့စဉ်သေးငယ်တဲ့တိုးတက်မှုတွေကိုအောင်ဆိုင်တဲ့ကမင်းဘဝမှာအံ့ဖွယ်ပြောင်းလဲမှုတွေစတင်မြင်လာရမယ်ဆိုတာယုံကြည်ပါတယ်ဆက်သွားပါဆက်တိုးတက်အောင်လုပ်ပါအောင်မြင်မှုဆိုတာမင်းလိုက်လဲရှာဖွေရတာမဟုတ်ဘူးမင်းဖြစ်လာခြင်းတဲ့ပုံစံရဲ့ဆွဲဆောင်မှုကြောင့်အလိုလိုရောက်လာတာမျိုးပါယေရှုတမန်